โอโซพงเฮดิจม่าอ่ะกงไตขาโกที่ไข่เสเรเชิงชอกเดเนาะจม่าရဲ့ဓပုံတွေကိုจม่าရဲ့ဓပုံတွေကိုပြပြီးတော့จม่าရဲ့กงไตขาโกที่ไข่เสเรအပြုမှုအပြောဆိုတွေจม่าကိုမယိုင်းဆဲဆိုးစွာနဲ့ပြုလုပ်ခဲ့သည့်အတွက်ကြောင့်เนาะဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးကနေဒီကနေ့8ရက်9လ2025 နော်တောင်တကုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မြို့မရက်စခန်းမှာပပနံပါတ်358မြင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါကြီးဖြင့်တမတရားဝင်ဥရိနှင့်အညီတရားစွဲဆိုမှုပြုခဲ့ပြီးပါပြီเนาะပါနံပါတ်358မြင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါကြီးနဲ့ဥရိနှင့်အညီတရားစွဲဆိုခဲ့အမှုဖွင့်ပြီးပါပြီရှင်เนาะဟုတ်လား တမအရင်နှုံးကလှုပ်ခဲ့တဲ့2020ရွေးကောက်ပွဲကာလတုန်းကကျမကအခြေခံလူဒန်းစားဘဝမြင့်မားရေးပါတီရဲ့အထွေထွေအတွင်းရေးမှုအဖြစ်ဘာသာတနာတိုင်းပြည်အတွက်အရေးကြီးတဲ့အချိန်မှာနော်ရှေ့ကနေမာမာမမရက်ပြီးတော့တိုက်ပွဲဝင်ပြီးတော့လှုပ်ခဲ့တဲ့ကျမဒုံမူခိုင်ကိုကျမရဲ့ပါတီနာမည်တွေဟုတ်လားအခြေခံအခြေခံလူဒန်းစားဘဝမြင့်မားရေးပါတီ ဆိုတော့ခေါင်းစဉ်ကျမဒေါ်မမိုးခိုင်ရဲ့ပုံလေးကိုဒီ social media သူ့ရဲ့ဒီ YouTube account social media ပေါ်ကနေပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်ဆဲဆိုတယ်ပြုမှုတဲ့ပြုမှုခဲ့သည့်အတွက်ကျမက66ဂါကြီးနဲ့ယနေ့တောင်တကုံနော်တောင်တကုံမြို့မရဲစခန်းရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့ကျမအမှုဖွင့်ရေးတရားဝင်ဥပဒေနဲ့အညီရေးရေးယူမှုပြုခဲ့ပြီးပါပြီဟုတ်လား ငါကဘာကောင်လဲငါနောက်မှာဘသူတွေရှိလဲငါကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်ဆက်ခန်းကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တန်နဲ့လက်သီးလက်မောင်းတန်းခဲ့တဲ့သူအခုတော့မမိုးခိုင်ဆိုတဲ့မိန်းမကဘလို့အမျိုးအစလဲဘလို့အဆင့်အတန်းလဲဆိုတာကိုသိရပါမယ်ကျမရဲ့ဒီဓာတ်ပုံတွေကိုပြပြီးတော့သူ့ကိုကျမကချိန်ချောက်ပါတယ်ဆိုပြီးလိန်လေပြောဆိုခဲ့တဲ့အကြောင်းလေးကိုကျမဒီ live ကျမရဲ့ Facebook အကောင့်နော် Facebook အကောင့်ကနေကျမညက်